ညစွာပါလေဗျဒီနေ့မှာတော့ကျွန်တော် Facebook မှာနာမည်နဲ့ name နဲ့ birthday လေးပြောင်းနေမြောက်ပြီးမှဖြစ်ပါတယ် Facebook မှာဝင်ဝင်ရှာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကမွေးနေ့တက်ကြိတွေအမှန်ထည့်ရလဲကိုယ့်ရဲ့နာမည်တွေအမှန်ထည့်ရပါတယ်ဒါကြောင့်မလို့မိတ်ဆွေများ Facebook မှာ profile မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အကောင့်မှာ professional demos on ပြီးတော့ပဲဖြစ်ပြီးဝင်ဝင်ရှာခြင်းရင်နာမည်အမှန်နဲ့မွေးတက်ကြိတွေအမှန်ထည့်ပေးရတာပဲ profile ပုံလည်းကိုယ့်ပုံအမှန်ထည့်ပေးရတာပါလေဗျဒါကြောင့်မလို့ဒီနေ့မှာနာမည် chain နည်းနဲ့ ျွန်တော်တို့တွေမွေတကြရအမှန်ချိန်နီလေးမြောက်ပြီးမှဖြစ်ပါတယ်။တိဗတမိတ်ဆွေတို့များပါတယ်ဗျမတိတိတဲ့မိတ်ဆွေများအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေထုံးစံတိုင်းပဲကိုယ့်ရဲ့ Facebook ထဲကိုသွားလိုက်မယ်။ဗျ Facebook ထဲဝင်လိုက်မယ်။ဝင်လိုက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ profile ပေါ့နော်ကိုယ့်ရဲ့ profile ထဲကိုတစ်ချက်လောက် sorry ဒီညလေးပေါ့အဲဒီညလေးကိုတစ်ချက်လောက်ဝင်လိုက်မယ်။73ဇက်ပေါ့နော်အဲဆိုရင်အကြောင်းသုံးကြောင်းပေါ့အဲ့ဒါလေးဝင်လိုက်မယ်ပြီးရင်တော့ကျွန်တော် setting and privacy လေးကိုနှိပ်မယ်เนาะမှ setting and privacy ရှိပါတယ် โอเคဒီကောင်လေးဖြစ်ပါတယ်ဗျအဲဒီကောင်လေးကိုနှိပ်လိုက်မယ်เนาะ setting privacy ပြီးတော့ setting ပေါ့ဗျာเนาะအဲ setting တော့အားလုံးသိမှထင်ပါတယ်ဒီမှာ setting လေးโอเคအဲ PP solution တော့ကျွန်တော်တို့တွေ account center တဲ့ကိုသွားမယ်ဗျအပေါ်ဆုံးမှာပဲဖြစ်ပါတယ်အရန်လွယ်ပါတယ် account center တဲ့ကိုသွားမယ် account center နဲ့သွားပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲရင်းဆုံးကျွန်တော်အဲကျွန်တော်နာမည်ရင်ချိန်မယ်เนาะနာမည်ချိန်မယ်ဆိုလို့ရှိရင်တော့ဒီအပေါ်ဆုံးမှာပဲ profile လေးရှိတယ်ဒီ profile လေးကိုနှိပ်လိုက်ပါမယ် ငမေးလိုက်ပြီးတော့ဒီမှာ profile ရှိသေးတယ်ဒီညလေးပဲဆက်နေမယ်နော်ဒီမှာများလေးနဲ့အဲโอเคဒီညလေးကိုနှိမ့်လိုက်မယ်โอเคနှိမ့်လိုက်ပြီးကျွန်တော်တို့အပေါ်ဆုံးမှာအဲကျွန်တော်တို့နှိမ့်ရှိပါရနော်အဲကျွန်တော်အပေါ်ဆုံးမှာနှိမ့်ရှိပါတယ်အဲ့နှိမ့်လေးကိုနှိမ့်လိုက်ပါမယ်ဗျโอเคဒီမှာပေါ်တော့နံပါတ်နံပါတ်ချင်းချင်းနဲ့မိတ်ဆွေများဒီမှာတလုံးဒီမှာတလုံးကွက်ကိုကြိုက်တဲ့နံပါတ်ချင်းမှာအဲဥမာအဲဥမာဥမာကျွန်တော်တခုရှောက်ပြမယ်အဲဒီမှာလည်းဒီမှာရှောက်ရလိုက်မယ်ပြီးလို့ရှိရင်တော့ဒီအောက်လေးမှာ ဒီမှာစိတ်ချင်းဆိုပြီးပါပါတယ်เนาะဒီမှာစိတ်ချင်းဆိုပြီးပါပါတယ်စိတ်ချင်းမှန်မယ်အဲတချို့ account တွေဆို password တွေပါပြန်တောင်းတယ်ကိုယ့်ရဲ့ Facebook account ရဲ့ password ပေါ့เนาะပြန်တောင်းတယ်တောင်းရင်တော့ထည့်ပေးမတောင်းရင်တော့ထည့်ပေးစာမလိုပါဘူးဒါဆိုရင်အလွယ်လေးချင်းတော့မှဖြစ်ပါတယ်ဒါလို့ဆိုအလုံးချိတ်တတ်မယ်ထင်ပါတယ်ဗျ Okay အဲပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အာကျွန်တော်တို့ရဲ့မွေးတက္ကသိုလ်တွေပြောင်းမယ်ပြောင်းမယ်ဆိုတော့ကျွန်တော်တွေပြန်ထွက်လိုက်မယ်အဲ့တော့ဒီညလေးပြန်ရောက်လာမယ်ဒီညလေးရောက်လာရှင်တော့ professional sorry personal detail လေးကိုနှိပ်လိုက်မယ်เนาะမှာ personal detail လေးရှိတယ်အဲ personal detail လေးရှိပါတယ်ဒါလေးကိုနှိပ်လိုက်မယ်ဗျအာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေအာကျွန်တော်တို့ရဲ့ဒီပုံတော့ကျွန်တော်တို့ဖုန်းနံပါတ်တွေပါတယ်ကျွန်တော်တို့တွေချင်းရင်ထုတ်ချင်းနဲ့ထည့်ချင်းနဲ့ဒီမှာတွက်ထည့်လို့ရပါတယ်အာကျွန်တော်ကလောလောဆယ်ဒီနေ့မှာတော့ကိုယ့်ရဲ့ဘတ်ဒီပေါ့နော်ဘတ်ဒီကိုပြောင်းမှာဆိုတော့ဒါလေးကိုနှိပ်လိုက်မယ်ဘတ်ဒီလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ edit လေးနှိပ်လိုက်မယ်နော် edit လေးနှိပ်လိုက်မယ် โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ဘက်တရီလေးဒီမှာပြင်လို့ရပါပြီဒီမှာပေါ့เนาะโอเคဒီမှာပြင်လိုက်မယ်ဒါလေးနှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့ကြိုက်ကြက်နစ်တဲ့ရအစင်အစင်ပြေလို့ကောက်ထားမယ်เนาะโอเคကျွန်โอเคဒီဒီမှာလည်းကျွန်တော်တို့ရဲ့အဲဒီပေါ့เนาะကျွန်တော်တို့ကျွန်တော်တို့မွေးတကယ်တွေကို ြောင်းမယ်ထားမယ်ကြည့်တယ်ထားပြီဆိုရင်ဒီမှာ set နေလိုက်မယ်ဒါဆိုလို့ရှိရင်တော့အတီဖြစ်သွားမှာဖြစ်ပါတယ်ကဲဒါလောက်ဆိုအားလုံးမချင်းတက်ပြီးတော့ထင်ပါတယ်ကိုကိုနာမည်လည်းအားလုံးချင်းတက်သွားပြီအာကိုရဲ့မွေးနေ့ဘတ်ဒီလည်းချင်းတက်သွားပြီလို့ထင်ပါတယ်ဗျအဲ့တော့အဆင်ပြေရင်လည်းကျွန်တော် lion square လေးနေပြီးအားပေးကြပါအောင်ဗျ အဲ့တော့တကြွဟိုကျွန်တော်တွေငွေရှာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အကောက်ကကျွန်တော်တို့တွေပေါ့နော်ကျွန်တော် Facebook account က professional demo on ထားဖို့တော့လိုပါတယ်အာ professional demo on on ခြင်းနဲ့ဆိုတော့လွယ်ပါတယ်ကျွန်တော်ပြပေးမယ်နော်တခါတည်းဒီမှာရှိတဲ့ profile လေးကိုနှိပ်လိုက်ပါမယ်ဗျ profile လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ် okay နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒီမှာ okay နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအပျောက်လေး၃မြောက်ရှိတယ်အပျောက်လေး၃မြောက်ရှိတယ် ဟော sorry အပြောက်လေး၃ယောက်ကဒီမှာเนาะကျွန်တော် ပြပေးမယ်အဲဒီမှာအပြောက်လေး၃ယောက်ဖြစ်ပါတယ်ဒီမှာเนาะအဲဒီမှာအဲဒီမှာအပြောက်လေးအဆက်လေး30ရှိပါတယ်ဒါလေးကိုနှိပ်လိုက်မယ်เนาะနှိပ်လိုက်ပြီးလို့ရှိရင်တော့ဒီမှာပါပါတယ် turn on professional mode ဆိုပြီးပေါ်ပါတယ်ပြဒီမှာเนาะဒီမှာ turn on professional mode လေးရှိပါတယ်အဲဒီကောင်လေး on လိုက်တာနဲ့ဒီကောင်လေး on လိုက်မယ်ဒီကောင်လေး on လိုက်တာနဲ့ကျွန်တော်တို့ကဒီကောင်လေး turn on နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဝင်ငွေရှာလို့ရတဲ့အကောက်ဖြစ်သွားပါတယ်ဗျာ ဝင်ဝင်ရှာလို့ရတဲ့အကောက်ဖြစ်သွားပါပြီဒါမျိုးရှင်ဒီလိုပေါ်လာရင်တော့ nail ဆက်သွားမယ် nail ဆက်သွားမယ်အဲသူကလိုအပ်တာလေးလေးပြောတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ front to front အ public secretary ဆိုတော့ကျွန်တော် public secretary ကိုရွေးမယ်နော်အပေါ်ကဟာကိုရွေးမယ်ပေါ့ကိုကဟိုကိုကလည်းမနော်ကိုကဝင်ဝင်ရှာခြင်းဒါလေးကိုရွေးမယ်ပေါ့ပြီးတော့ nail ဆက်သွားမယ်အဲတော့ကျွန်တော်ဒီ number confirm ပေးလိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ပြီးသွားပါပြီမနော်ပြီးသွားပါပြီ ပြီးတော့နှိပ်ဆက်သွားမယ်ဒီမှာနှိပ်ဆက်သွားမယ် okay ဒီမှာတော့အဲဒီကောင်လေးကတော့အဲကျွန်တော်နှိပ်ပဲဆက်သွားလိုက်မယ် go to professional dashboard and သွားလိုက်တော့မယ်ဒါဆိုရင်လို့ရှိရင်တော့ professional dashboard only ပြီးသွားပါပြီဗျာအရန်လွယ်ပါတယ်เนาะအဲ့တော့ကျွန်တော်ပြန်ထွက်ကြည့်လိုက်မယ်ပြန်ထွက်ပြီးတော့ပြန်ဝင်မယ်ပြန်ဝင်ပြီးတော့ကျွန်တော် profile နဲ့ကိုကျွန်တော် profile နဲ့တစ်ချက်လောက်ပြန်ဝင်ကြည့်မယ်နော် I'm sorry ကျွန်တော် profile နဲ့တစ်ချက်ပြန်ဝင်ကြည့်မယ်မာနော် profile နဲ့ဝင်ကြည့်လိုက်မယ် okay ဒီမှာနော် professional demo ဆိုတာလေးကဒီမှာလာပေါ်သွားပါပြီနော်ဒီမှာနော်အဲဒါဆိုရင်အားလုံးပဲဒီလောက်ဆိုရင်အားလုံးလုတ်တက်ပြီးတော့ထင်ပါတယ်အရန်လွယ်ပါတယ်ဗျဒီလောက်ဆိုအားလုံးစင်ပြေမထင်ပါတယ်စင်ပြေတော့ကြနေတဲ့လာရဆွဲနေပြီအားပေးကြပါဦးဗျမင်းရှိမသတိလာသေးလေခမမမေးကြလို့ရပါတယ်ကျွန်တော်ခုလိုပဲဗီဒီယိုနဲ့တကွပြန်လည်ဖြေကြပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျကောင်းတော်နေလေးပန်ဆန်းကြပါသေးဗျ